ီချေတို့အရှိမဘီအခရာ33လုံးကိုတင်ပြီးပြီဆိုရင်ဘီနဲ့တရနဲ့ပေါင်းမှုအတွက်ဒီမှာဒီချေကရေးချဆိုတဲ့တရလေးတွေကိုတင်ပြီးမှဖြစ်ပါတယ်အဲ့ဒီအခါမှာရေးချရေးချတရကိုမတင်ခင်ရေးချမှာဘယ်နှမျိုးရှိလဲဆိုတာကိုပြပြပေးပါမယ်ရေးချဘယ်နှမျိုးရှိလဲဆိုရင်ရေးချနှမျိုးရှိပါတယ်ဘာနဲ့ဘာနဲ့လဲဆိုရင်ဝိုက်ချနဲ့မောက်ချဆိုပြီးတော့နှမျိုးရှိပါတယ်ဒါလေးကိုဘယ်လိုဖတ်ရမလဲဆိုရင်ဝိုက်ချလို့ဖတ်ပြီးတော့ဒါလေးကိုကြာရင် မောက်ချလို့ဖတ်ရပါမယ် ဒါလေးကိုဝိုက်ချပါဒါလေးကိုမောက်ချလို့ဖတ်ရပါမယ်အဲ့ဒီမှာဒီချေကကလေးလေးတွေမှတ်ရလွယ်အောင်လို့ဝိုက်ချအိုဘယ်နေရာမှာသုံးပြီးတော့မောက်ချကိုဘယ်နေရာမှာသုံးရမလဲဆိုတာကိုကြပြလေးနဲ့သင်ကြားပေးမှာဖြစ်ပါတယ်ဒီမှာဒီချေတို့အရှိမသင်ခဲ့တဲ့ဘီအခရာ33လုံးနဲ့မှာမှာဒီမှာကြည့်ရအောင်ဒီဥစ္စာလေးတွေကိုမှတ်ရလွယ်အောင်လို့ဒီချေကကြပြလေးနဲ့သင်ကြားပေးပါမယ်ခါခွေကငေငါဒါရီပါဆောင်ဝါ ခါကားငါဒါပါဝါမောက်ချနေတာရီယာမှဆိုပြီးတော့ဒီ share တို့မှတ်လို့ရှင်ပို့ပြီးတော့လွယ်မယ်လို့ထင်ပါတယ်နောက်တစ်ခေါက်ဒီ share ပြန်ပြီးတော့ဆိုပြပါမယ်ခါခွေကားငယ်ငါဒါရီပါသောဝါခါကားငါဒါပါဝါမောက်ချနေတာရီယာမှ ဲ့တော့ဒီ shadow တွေကရေးချမှာနှစ်မျိုးရှိပါတယ်။ဘာနဲ့ဘာနဲ့လဲဆိုရင် white char နဲ့ mouse char နဲ့ဆိုပြီးတော့နှစ်မျိုးရှိပါတယ်။အဲ့ဒီမှာဒီ shadow ခုနကတော့ဆိုပြတဲ့ကြပြလေးတွေရလို့မျိုးခါခွေးကားငယ်ကဓာရီပါဆောက်ဝါဆိုတဲ့ဒီစကားလုံး6လုံးလေးကိုဒီစကားလုံးလေး6လုံးကို mouse char နဲ့ရေးပြီးတော့ကြံတဲ့စကားလုံးလေးတွေကိုတော့ white char နဲ့ပဲပေါင်းရမှာဖြစ်ပါတယ်။ ဒီမှာပါတဲ့စကလုံး6လုံးကိုမောက်ချနဲ့ရေးပြီးတော့ကျန်တဲ့စကလုံးလေးတွေကိုဝိုက်ချနဲ့ရေးရမှာဖြစ်ပါတယ်။အဲဒီတော့မောက်ချနဲ့ဝိုက်ချနဲ့ကိုဘလို့စကလုံးမျိုးတွေမှာခွဲပြီးတော့သုံးရမလဲဆိုတာကိုသိပြီးပြီဆိုကံမှာနောက်သင်ခန်းစာမှာဘီးနဲ့တရအပေါင်းဆက်တဲ့စကလုံးလေးတွေကိုထပ်ပြီးတော့သင်ကြားပေးပါမယ်။